ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အိုးဒီကစုံကြော်လေးရတော့တကယ်ကိုကောင်းလိုက်တာဒီအစားအစာကိုကျွန်တော်အရင်ကမကြိုက်ပေမဲ့ဒီနေ့တော့အရင်ကြိုက်သွားပြီပြောပါဦးမေဒါအမေအကြံလားဒါမှမဟုတ်ရင်ပလဲရဲ့အကြံလား ချွေမပထမဆုံးကျင့်ချက်ရမှာဆိုတော့ဘာချက်ရမလဲမေးရနဲ့ငါပစ္စည်းတွေပြောပြပြီးချွေမဘာပဲချက်ချက်ပူတီဟင်းတော့မလုံနဲ့လို့ပြောလိုက်တယ်မမေကြိုက်တာပဲသူလှုပ်ထားတာပါသူကရင်ကလေးကပထမဆုံးကျင့်ချက်တဲ့မိဖို့ကြောင့်ပါသူ့လက်နဲ့ချက်ထားတဲ့အာလုံးဟင်းကိုကျွေးမဲလို့ပြောခဲ့တာအခုမေတော်ကြိုက်သွားတယ်မလားအိုးမမေကြိုက်တယ်ဆိုလို့ကျေးဇူးတင်ပါတယ်ရှင်ဒါကတော့တော်တော်ဆိုးဆိုးပဲဘသူကများပထမဆုံးကျင့်ချက်တဲ့မိဖို့ကြောင့်ပါဒီလိုအတော့မဝင်တဲ့ပူရီနဲ့အာလုံးဟင်းတွေကိုချက်မှလဲ ကျွန်မတောင်လုံးဝမကြိုက်ဘူးအဲ့ဒါကြောင့်မလို့ဟင်းတဟင်းရွက်တုံးနဲ့ပူရီပဲစားမယ်။ဘာပဲဖြစ်ဖြစ်ချွေးမာလီမိမိကတော့တော်တော်လေးကောင်းကောင်းချက်ပြုတ်တတ်တယ်။မင်းလည်းမိဖို့ကြောင့်မတခုခုထူးထူးခြားခြားလေးချက်ပြုတ်တဲ့နဲ့ဒါမဲ့မင်းကမိဖို့ကြောင့်မဘာမှချက်ပြုတ်ဖို့မလိုဘူးလို့ထင်နေတာပဲ။ဒီစကားကိုကြားတော့ဘာပြီးမျက်နှာလေးရေးတက်လာပြီးအစားတောက်တီကိုထားခဲ့ကသူ့ခင်းလေးကိုဝင်သွားခဲ့ပါရဲ့။ပြယောက်ခမကသူ့ကိုစားအောင်မချက်လို့ကဲ့ရဲ့ခဲ့တာကြောင့်စိတ်ဆိုးသွားတော့တာပေါ့ကွယ်။အဖေကြီး အဖေကြီးကကိုကိုကိုဘာထင်နေရလဲကျမတို့ဒီလိုဆင်းရဲတဲ့ချွေးမသိရှိမှာကဲ့ရတယ်ပေါ့ကျန်တဲ့လူတွေကလည်းဒီဆင်းရဲတဲ့ချွေးမလက်ခံခဲ့ပြီးသူ့ရဲ့ပထမဆုံးကြိမ်ချက်တဲ့အစားအသောက်လည်းကြိုက်ခဲ့ကြတာပဲအခုတော့ငါတခုခုလုံးမှဖြစ်တော့မယ်သူတီမီဖို့ကြောင့်မှပထမဆုံးကြိမ်ချက်ပြီးနောက်ထပ်လုံးဝချက်ပြုတ်နိုင်တော့မှမဟုတ်ဘူးအခုဆိုရင်အစားအသောက်တွေအားလုံးနေဘူးထဲမှာပဲချက်ရတော့မယ်ပြီးတော့ဒါရဲ့အကြိုက်ဖြစ်လိမ့်မယ်တကယ်တော့ဘာဘီကချမ်းသာတဲ့ဖခင်ရဲ့စူးတန်းတဲ့သမီးဖြစ်ပြီး အိမ်တော်ကြာပြီးနောက်မှာလည်းပဲသူရောက်ခမရဲ့တောင်ဝင်တွေကိုရှောင်ရှားကအမြဲတမ်းအိမ်ကွန်းကနေမှာပဲအိတ်တက်သူပါအပူတန်းကြောင့်သူရောက်ခမဦးကြီးတယောက်ထိအားလုံးအတွက်စားတော့ချက်ပြုတ်ရတာကိုပြင်းမဲနေခဲ့ပါတယ်ဒါကြောင့်သူကသူ့သားငယ်ကိုဆင်းရဲတဲ့မိသားစုကမိမိနဲ့လက်ထပ်ပေးခဲ့တာဖြစ်ပါတယ်ညနေပိုင်းမှာဘာဘီကမြို့ကြောင်မှာပိုးမွားနှိမ်နှင်းဖို့အတွက်စီးဖြန်းဖို့တန်ရှင်းရေးဝန်ထမ်းကိုအင်ကိုခေါ်လိုက်ပါတယ်အပူတန်းကြောင့်ပိုးမွားရီချရီကြွက်တွေပုတ်တင်ညိုရီပိုးဟတ်တွေစာရာရီအားလုံးထွက်လာပြီး ီဘူကြောင့်တည်းမှာအတီကောင်တွေပြန့်ကျင်းနေခဲ့ပါတယ်။တောင်ကုန်မြင်းတော့ချွေးမတစ်ကကြောက်သွားပြီးသူ့ရောက်ခမနဲ့တက်နေသွားခဲ့ပါတယ်။ကျမဒီမှာဘလို့ချက်ရမလဲ။သမီးငယ်ဘာဖြစ်တာလဲ။ဘာလို့မျက်နာဖြော့တော့နေရလဲ။သမီးဘလို့ချက်ပြုတ်တော့မှာလဲ။ဘာဖြစ်တာလဲ။မိဘကြောင့်သွားချက်လေကွယ်။မဖြစ်ဘူးအမေ။မိဘကြောင့်ထဲမှာပိုးဟက်တွေပိုးမွားတွေကြွက်တွေအများကြီးပဲ။သူတို့ကလည်းတိတ်နေပြီ။ပြီးတော့အဲ့ဒီကနေအနံ့ဆိုးတွေထွက်နေတာ။ ။ဒါကူကြတော့ရောက်မှကိုယ်တိုင်မိဖို့ကြောင့်လေးကိုသွားကြည့်ပါလိမ့်။အိုးဖေးဟားရေဒီမိဖို့ကြောင့်ဘာဖြစ်သွားတာလဲ။တမီးကြီးမိဖို့ကြောင့်ထဲမှာစိတ်ပြန်ထားတာလား။ဟုတ်တယ်အမေ။ကျမအမေကိုပြောဖို့လာနေတာ။ညစာချက်လို့မရတော့ဘူး။အရန်ပူနေလို့ရေသွားတောက်တဲ့ချင်းပိုးဟက်တွေနဲ့ပုတ်တင်ညိုတွေမြင်လိုက်ရတယ်။အဲ့ဒါကြောင့်ပိုးမွားနေနေရဲ့လှုပ်တဲ့နယ်လို့ထင်ခဲ့တယ်။အခုစေးရအာနိသင်ကြောင့်ပိုးမွားတွေဘလောက်တောင်ထွက်လာလဲကြည့်ပါဦး။ ညီမလေးကမိဖို့ကြောင့်မှ15ရက်ရက်20လောက်ချက်လို့မရတော့ဘူး။ဒါပေမဲ့ကိစ္စမရှိပါဘူးလေ။လက်သမားဖြစ်ဖြစ်ခေါ်ပြီးတော့တိုက်ခေါမိုးထက်မှသူ့မိုးတဲလေးစီစဉ်ခိုင်းလိုက်မယ်လေ။ညီမလေးခဏတော့အပေါ်ထက်မှချက်ပြုတ်နိုင်တာပေါ့။ကျမဒီလိုမိဖို့နဲ့ချက်ပြုတ်တတ်တာလည်းမဟုတ်ဘူး။ကိစ္စမရှိပါဘူးလေ။ကျမခေါမိုးထက်မှသွားချက်ပါမယ်။ဒါပေမဲ့ညာဘက်ဒီလိုအချိန်မှဘလို့လုပ်မလဲ။စိတ်မပူပါနဲ့တမိငယ်ရဲ့။ဒီနေ့တော့ဇေယျအပြင်းနဲ့အစားတော့မခန့်လိုက်မယ်။မနက်ပြန်မနက်ကစပြီးတော့ခေါမိုးထက်မှစချက်လေ။ ဒီလိုပြောပြီးဒေါခိုင်မာလာထွက်သွားပြီးသူ့သားငယ်ကိုအပြင်ကနေစားတောက်ဝဲခိုင်းလိုက်ပါတယ်။ပြီးတော့အားလုံးကအပြင်ကအစားတောက်တွေစားပြီးတော့ညဘက်မှာအိတ်ဆက်လိုက်ကြပါတယ်။နောက်နေ့မနက်မှာမိမိကလိုအပ်တဲ့မိဖုကြောင့်သုံးပစ္စည်းတွေကိုတိုက်ခေါမိုးထက်ကိုယူလာပြီးမိဖုကြောင့်လောက်ကလက်ဖက်ရည်နဲ့မနက်စာစားတောက်ပြီးနောက်နေပူရိမ်မှာချက်ပြုတ်ခဲ့ပါတယ်။အိုးဖခင်ရေဒီမိဖုတိုက်ခေါမိုးထက်မှာမိမွေဖို့ဘလောက်တောင်ကြာလိုက်လဲ။အဲ့ဒါပြီးတော့နေရလည်းအရန်ပူတာပဲ။ဟွအခုဒုက္ခရောက်ပြီမလား။ တောင်နီနီကက်ကက်မြင်ရတာစိတ်ကျေနပ်စရာကောင်းလိုက်တာဒါနည်းနည်းလေးပဲရှိသေးတယ်နောက်ထပ်လာမှရကြံနေသေးတယ်ကြည်နေမိမိကနေပူတိုင်းမှာစားတောက်ချက်ပြုတ်ပြီးခဏလောက်သူ့ခန်းလေးကိုတွားခဲ့ပါတယ်ပြီးတော့ဘာဘီကမိမိမရှိတော့သူ့ပြင်ဆင်ထားတဲ့စားတောက်တွေကိုဖျက်ဆီးခဲ့ပါတယ်တိန်သားလုံးစားတောက်တွေအားလုံးကို စားတဲ့အခါအစားတောက်တွေကရမ်းဆန်နေလို့ချောင်းဆိုးလာခဲ့ပါတယ်ဟေးဒီနေ့တော့ရမ်းဆက်တဲ့ဟင်းကိုချက်ထားတာပဲ မနေ့ကသမီးကိုအရန်ချီကျူးခဲ့မိလို့ငေါ့စိတ်ကောင်အောင်လုပ်နေရလားယင်မဟုတ်ဘူးအမေကျမမနေ့ကအတိုင်းပဲချက်ထားတာငြုတ်သီးတွေလည်းအများကြီးမထည့်ထားဘူးကျမတို့ထဲကတရားရောက်ကအစားတောက်ကိုဖျက်ဆီးခဲ့တာသိကြတယ်ဒီစင်းရဲတဲ့ချွေးမစီကနေပေါင်မျော်လင့်နိုင်မလဲအမေရဲ့ပထမဆုံးသူအိမ်ကနေအကျွေးတပြားတစ်ချက်တောင်မယူလာခဲ့ဘူးအမေသိပါတယ်အိနီနာချင်းတွေကအမေကတည်ဆင်းရတဲ့လူစီကနေဘာမှမရခဲ့ဘူးလို့ပြောနေကြတာလေ။ကျမကတော့ကျမစီကနေအဲကွန်ကတင်ရေခဲတတာ ပတ်စံတော်မှာယူခဲ့သေးတာလေอืมသမီးပြောတာလုံးဝမှန်တယ်မိမိဒီအစားတောက်တွေကိုဒီကနေယူသွားလိုက်ငါတို့အားလုံးဒီလိုဆက်တဲ့အစားတောက်မျိုးမစားချင်ဘူးသွားပြီးတော့အစားတောက်ကိုအစ်စ်ပြန်ချက်နောက်ဆုံးတော့ငါအိတ်ရပြီဒီချိန်မှာမိမိကစိတ်ဆိုးပြီးတော့ရောက်လာပါတယ်အမကျမတိုက်ခေါမိုးထက်မှာချက်ပြုတ်ရတာပင်မနေပြီအရန်ပူတယ်ချွေးတွေလည်းအရန်ထွက်တယ်သူ့ပြတ်တက်ဖို့ပြောခဲ့တာလည်းဘာမှဖြစ်မလာဘူး ပြီးတော့မိဖို့ကြောင့်ရောဘယ်တော့ပြင်မလဲမမေမိဖို့ကြောင့်ထဲမှာအစိတ်ရှိတဲ့ဆေးရအာနေတင်အားရှိနေတော့မယ်အဲ့ဒါကြောင့်ညီမလေးသွားချက်လို့မရဘူးလေပြီးတော့ငါသူ့ပြားရောက်တဲ့လက်သမားကိုလည်းအလွတ်လွတ်ဖို့ပြောထားပြီးပြီဒါပေမဲ့သူအချိန်မရသေးဘူးလေအဲ့ဒီအချိန်ကြီးဒီလိုပဲချက်ရမှာပေါ့ဟုတ်အဲ့ဒါဆိုလဲကောင်းပါပြီမိမိထွက်သွားပြီးတဲ့နောက်မှာတော့ဘာဘီကမိဖို့ကြောင့်လေးကိုတူနဲ့ဝင်ပြီးကျမ်းပြင်တွေအခင်းတွေနေရံတွေအားလုံးကိုရိုက်ချိုးပစ်လိုက်ပါတယ်ပြီးတော့ရောက်ခမရောက်လာပြီးမိလိုက်ပါတယ် ဘာအတန်လဲပြီးတော့တီမီဖို့ကြောင့်ဘလို့ဖြစ်ပြီးတလောက်တောင်ပျက်စီးသွားတာလဲအမေကြွက်ကဆေးပြန်းပြီးနောက်မှာတော့ရောက်လာသေးတယ်သူ့မောင်းထုတ်ဖို့တူအုပ်ယူပြီးနေရာတိုင်းကိုရိုက်လိုက်တာမိဖို့ကြောင့်ဘလို့ဖြက်စီးမိလဲတော့မသိလိုက်ဘူးကိစ္စမရှိပါဘူးလေငါတို့ခင့်မိတဲ့မိဖို့ကြောင့်တခုစောက်တဲ့နေမိဖို့ကြောင့်ကလည်းအရင်ဟောင်းနေပါပြီတလအတွင်းမိဖို့ကြောင့်ပြန်ပြီးပြင်ဆင်ပြီးသွားမှာပါကိစ္စမရှိပါဘူးသမီးကြီးဘာဘီရဲ့အစီအစဉ်အောင်မြင်ခဲ့ပြီးအလုပ်သမားတွေစတင်ပြင်ဆင်ကြပါတော့တယ် မကြခင်မှာပင်ဧည့်သည်တွေအိမ်ကိုရောက်လာကြပါတယ်။တမင်းငယ်အိမ်ဝင်ဧည့်သည်တွေလာနေတယ်။သူတို့အတွက်ဟင်းခုနှစ်မျိုးရှစ်မျိုးလောက်ပြင်ဆင်ပြီးတော့မြင်မြန်လို့နေ့မှအချိန်တနိုင်ခွဲပဲရမယ်။အမေကျမဒီအပူထဲမှာတိုက်ခေါမိုးထက်မှာဘလို့ချက်ပြုတ်နိုင်မလဲ။မီးပေါ်ကလည်းမီးလို့ပူနေပြီ။အခုကလည်းနေ့လည်၃နာရီတလောက်နေအောင်ထဲမှာမျက်လုံးတော့ဖွင့်လို့မရဘူး။နေ့လို့လူကအကြောင်းပြချက်ပဲပေးတတ်တာလား။ငါပြောတဲ့အတိုင်းလုပ် မိမိခင်မမျက်ရည်တွေကျရင် နေပူထဲမှာစားတောက်တွေကိုစချက်ပါတော့တယ်။တပတ်မှာဟင်းသီးဟင်းရွက်တွေကိုပြင်ဆင်ပြီးဘေးမှောင်ထားလိုက်ပါတယ်။ပြီးတော့ကြက်စီထမင်းချက်ခဲ့ပါတယ်။တချိန်တည်းမှာပဲကြောက်စုံပေါ်မှာငရုတ်သီးထောင်းပြီးငရုတ်သီးဖြော်ရည်လုပ်ပါတယ်။ဒါရီအားလုံးလုပ်ပြီးသူ့တကူလုံးချွေးတွေထွက်လာခဲ့ပါတယ်။အိုးဖះရေအသက်ရှူရတာတော့မောနေပြီ။ရေချိုးချစ်လာပဲဟာ။ဟမ်ဟင်းကလည်းနှမျိုးတော်ကြံသေးတယ်။မိဘကြောင့်ဘယ်တော့စောက်ပြီးမလဲ။ ဘလောက်ကြကြဒီလိုပဲတိုက်ခေါမှုထက်မှချက်နေရမလဲမသိဘူးအခုဒီအစားတောက်တွေအားလုံးအောက်ထက်ကိုယူသွားရအောင်မယ်ကဲချွေးမအစားတောက်တွေအောက်ကိုယူလာဖို့ဘလောက်တောင်ကြာအောင်ပါလဲဧည့်သည်တွေကဖြင့်စောင့်နေပြီဟုတ်ကဲ့ကျမယူလာပေးအမေပြီးတော့မိမိကတိုက်ခေါမှုချက်ကနေအစားတောက်တွေအားလုံးကိုသမင်းစားစပွဲပေါ်ကို၃ချိန်လောက်သဲယူပြီးဧည့်သည်တွေကိုသမင်းစားစပွဲပြင်ပေးပါတယ်ဧည့်သည်တွေလည်းပျော်ရွှင်သွားကြပါတော့တယ် နေ့ရက်အကြမ်းမှာတော့အပြင်ကဖူးကြီးတယောက်ကအိမ်မလာနေပါတယ်။သူ့အတွက်လည်းမိမိကအဆန်ဟင်းတွေကိုတီးတန့်ပြင်ဆင်ပြီးတိုက်ခေါမိုးချက်ကနေအခန်းကိုအတက်ဆင်းလုပ်ရပါတယ်။ဒါရီအောင်လုပ်ပြီးတဲ့နောက်မှာတော့မိမိရဲ့အချင်းလေးလည်းစိုးရင်ရလာပါတယ်။ဒါကြောင့်သူနေပူတိုင်းမှာချက်ပြုတ်နေရင်းနဲ့သတိမိသွားခဲ့ပါတယ်။မိ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 တမင်းငယ်ဟောတော့ငါတို့ထက်စုဖို့လာခဲ့တာဒါပေမဲ့သူကတတိမိနေပြီပါပြီပါပြီအမလေးသူလုံးဝလာမှာမဟုတ်ဘူး ူအခန်းထဲမှာအိတ်နေမှာပဲဒေါခိုင်မာလာတယောက်ထဲမိမိကိုခေါ်မိုးတက်ကနေအခန်းကိုခေါ်သွားပြီးဆရာဝန်ကိုခေါ်လိုက်ပါတယ်ဆရာဝန်ကမိမိကိုစစ်ဆေးတဲ့အခါမှာအားနည်းနေလို့ဂလူးကို့စ်ပေးခဲ့ပါတယ်အမေသူသွေးပေါင်ချင်အရန်ကြနေတယ်ဘလို့လုံမျိုးတွေလုံနေတာလဲသူ့ကိုအထူးကယူဆိုင်ဖို့လိုအပ်တယ်မဟုတ်ရင်သူ့အချိန်ကြာကြီးအရာထဲမှာနားနေရနိုင်မယ်ဟုတ်ကဲ့ပါဆရာရဲ့ကျမကယူဆိုင်လိုက်ပါမယ်ကျမချွေးမအတွက်ရေသွားယူလာလိုက်အောင်မယ် ဆရာဝန်ထွက်သွားပြီးနောက်ဒေါခိုင်မာလာရေယူလာရင်းဘာဘီရဲ့အခန်းအပြင်ဘက်ကနေဖြတ်သွားတော့ဘာဘီပြောနေတာကိုကြားလိုက်ရပါတယ်။အိုးပျော်စရာပဲ။နောက်ဆုံးတော့ငါလူချနာဖြစ်သွားပြီ။ငါအစားတော့ချက်စရာလည်းမလိုတော့ဘူး။ပြီးတော့မိဖို့ကြောင့်တမင်တကာဖြက်စီပြီးသူ့မိဖို့ကြောင့်ကနေတိုက်ခေါမိုးထက်ကိုပို့လိုက်တာ။ပြီးတော့သူကအမေမျက်စိထဲမှာလည်းအဆုံးမြင်ခံနေရပြီ။တနာစရာကောင်းတဲ့ကာမလီယာတိုက်ခေါမိုးထက်မှာချက်ပြုတ်နေရတယ်ဟိ။အော် ဒါဆိုဒါတွေအားလုံးကနှင်းကြောင်ဖြစ်ခဲ့တာလားဘလို့လို့ပြီးတလောက်ပြင်းပြီးကိုချိုးကိုပဲကြည်နိုင်တာလဲသူနင့်ကိုထိခိုက်အောင်ဘာမှမလုပ်ခဲ့ဘူးသူချီးကျူးခံရတာကိုနည်းနည်းလေးမနာလို့ယုံနဲ့ဒီလိုတွေလှုပ်လားအခုနင့်ညီမလေးမတက်တာမချင်းမိဖို့ကြောင့်တာဝန်ယူရမယ်သူတက်တာလာပြီးလည်းနင့်ချက်ပြုတ်ဖို့တင်ယူရမယ်မဟုတ်ရင်ဒီအိမ်ကိုနှုတ်ဆက်လိုက်တော့မဖြစ်ပါဘူးအမေဒီလိုမလုပ်ပါနဲ့ကျမမိဖို့ကြောင့်တာဝန်ယူပါမယ်မိမိတတိပြန်ရလာတဲ့အခါမှာဘာဘီကမိမိကိုတောင်းပန်ခဲ့ပါတယ် ချွေးမရဲဒါသမီးရဲ့အမမဟုတ်ဘူးဒါတော့သမီးကပူနေတဲ့ခေါင်းမိုးပေါ်မှာချက်ပြုတ်ပြီးငါတို့အားလုံးစားတော့ဖို့ပြင်ဆင်ပေးခဲ့သေးတာငောက်ခလွတ်ပါမိမိရဲ့ငါသဘောထားသိမိလို့ရှက်မိပါတယ်ဟာကိစ္စမရှိပါအမရဲ့ရပါတယ်ဖြစ်ခဲ့တာတွေကိုမေးလိုက်ပါတော့အကြီးဆုံးချွေးမမဟုတ်ပေမဲ့လည်းမိမိကသူ့ရဲ့သဘောထားကြီးမှုကိုပြသပြီးတက်တာလာပြီးတဲ့နောက်မှာတော့ဘာဘီကိုမိဖို့ကြောင့်အစ်မချက်ပြုတ်ဖို့အတွက်တင်ပေးခဲ့ပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။